ဂျပန်လောက်ကပေါင်3သိန်းနဲ့အာဆင်နယ်လာစာမြင်ဆုံးကစားသမားဖြစ်လာတော့မယ်စကားပရင်းသမားလောက်ပဲမိလာများအာဆင်နယ်လဲချန်ဟတ်စ်ကနေပြန်လဲကြိုးလိုက်ပါရင် အာဆင်နယ်ရဲ့ကျယ်ဝင်ဘူကာယိုဆာကာကိုလာဆာမင်းဆောင်ကစားမှဖြစ်မှကြာမီကျယ်ဝင်ကျင်ညာတော့မယ်ဆိုတဲ့သတင်းဟောင်းအာဆင်နယ်ပရိသတ်တွေအတွက်တော့စိတ်ဝင်စားစရာကောင်းတဲ့ကောင်းစဉ်တစ်ခုပါပဲလက်ရှိအချိန်မှာဆာကာဟာတပတ်ကိုအပေါင်း39,500ရရှိပြီးသူ့ရဲ့စာချုပ်က2029ခုနှစ်ဇွန်လအထိကျန်ရှိနေသေးတယ်လို့သိရပါတယ်ဒါကြောင့်လာဆာတိုးမြင်ပေးဖို့စာချုပ်တက်တန်းထပ်မံတိုးခြင်းဟာအာဆင်နယ်အသင်းရဲ့ဦးစားပေးလုံဆောင်ချက်တည်းဖြစ်ပြီးဆာကာကိုတပတ်ကိုအပေါင်း3သိန်းကျော်ပေးရမယ့်အဆင့်ကိုရောက်ရှိလာမှာပါဒီလိုမျိုးလာဆာတိုးမြင်ပေးခြင်းဟာအာဆင်နယ်အသင်းရဲ့ဘီဝါမြောက်ပြောင်းလဲမှုကိုပြသနိုင်တဲ့အချက်တစ်ခုပါပဲ ာဆနယ်ကသူတို့ရဲ့အိမ်မက်တွေကိုကောင်းတဲ့ပေါ်နိုင်တဲ့ကစားသမားတွေကိုထိန်းသိမ်းဖို့နဲ့ဆွဲဆောင်မှုလိုအပ်တဲ့မွေကြီးတွေကိုအကုန်ကြားခံဖို့အသိရှိနေပြီဆိုတာဒီလိုရက်ကပြသနေပါတယ်စကားအာဆင်နယ်အတွက်ဘာကြောင့်ဒီလောက်ထိအရေးပါတယ်လဲဆိုတာကြည့်ရအောင်ပါစကားအာဆင်နယ်လူငယ်အကယ်ဒမီကနေတက်လာတဲ့ကစားသမားဖြစ်ပါတယ် ူကအသက်9နှစ်ခန့်ကအာဆင်နယ်မှာဘောလုံးပညာသင်ယူခဲ့သူဖြစ်ပြီးအသင်းရဲ့အရင်ကျင်းမှုနဲ့တန်ဖိုးကိုလက်ရှိစွာနားလည်သူဟာဒါကြောင့်သူ့ကိုလာစာအမြင့်ဆုံးပေးခြင်းဟာအသင်းအတွင်းလူငယ်တွေအတွက်အားကျစရာဖြစ်စေပါပါစကားကဘာကောင်းဆုံးနေပြတဲ့ချီးကျူးခြင်းကိုခံထားရသူဖြစ်ပါရင်သူ့ရဲ့ဖန်တီးမှုစွမ်းရည်ဘောလုံးကင်တွေနိုင်မှုနဲ့အလုံးလုံးနဲ့စိတ်တဲ့တွေဟာသူ့ကိုကမ္ဘာအဆင့်မီကစားသမားတစ်ယောက်ဖြစ်ရည်တည်စေပါရင်နောက်ပြီးဆာကာဟာအာဆင်နယ်ရဲ့အရေးပါဆုံးတိုက်စစ်မှုဖြစ်နေပါတယ်။ပြီးခဲ့တဲ့ရာသီတွေကဆိုရင်သူမကစားနိုင်တဲ့အခါအသင်းရဲ့ဆွမ်းဆောင်ရည်ကြာဆင်းသွားကြတာကသူ့ရဲ့အရေးပါမှုကိုပြသနေပါတယ်။နောက်ပြီးတစ်ဖက်မိနဲ့ပုံပုံရင်းချက်လာတဲ့ဆာကာဟာသွင်းကိုနေကိုသာမက ဖော်ဖန်လိမှုတွေပါပြုလုပ်ပေးလာနိုင်တာတွေ့ရပါတယ်။စာကဟာအသက်24နှစ်အရွယ်မှာပဲကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိထားပါပြီ။အာဆင်နယ်ရဲ့ရာသီအလိုက်အကောင်းဆုံးစာမစုကိုနှစ်ချိန် FA ဘလာတစ်လုံးနဲ့ကိုရင်တိုင်းနှစ်ချိန်ရောက်ထားခဲ့တဲ့စာကဟာအင်္ဂလန်အသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်ပြီးတော့ဥရောပချန်ပီယံရှင်းနဲ့ကမ္ဘာပလာတို့မှာအင်္ဂလန်အသင်းကိုကိုးစားပြုကစားဝင်ရခဲ့သူပါ။ ဆာကာကိုလမ်းစာပြင်ဆုံးပေးဖို့ဆုံးဖြတ်ခြင်းဟာအာဆင်နယ်ရဲ့ငွေကြေးဆိုင်ရာဘီဝါအသင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဆာကာလို့ရေးချင်းရှိတဲ့ကစားသမားကိုထိမ့်သိမ်းထားခြင်းဟာအာဆင်နယ်အတွက်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်။သူ့ကိုရောင်းချမယ်ဆိုရင်များပြားလှတဲ့ငွေကြေးပမာဏရရှိမှာဖြစ်ပေမဲ့သူ့ကိုထိမ့်သိမ်းထားခြင်းကပိုပြီးတော့တန်ဖိုးရှိပါတယ်။ဆာကာကိုလမ်းစာပြင်ဆုံးပေးခြင်းဟာအသင်းအတွင်းမျှတမှုကိုဖြစ်စေနိုင်ပါတယ်။တခြားကစားသမားတွေအတွက်လည်းအာဆင်နယ်မှာအောင်မြင်နိုင်တယ်ဆိုတဲ့သတင်းစကားဖြစ်နေပါတယ်။ စာကပရိသတ်တွေရဲ့ချစ်ခင်မှုအပြည့်အဝရရှိထားသူဖြစ်ပါရင်သူကိုလားစာအမြင့်ဆုံးပေးခြင်းအားပရိသတ်တွေရဲ့ကျင့်တဲ့မှုရရှိစေမှာဖြစ်ပါရင်အခုဆက်လက်ပြီးစာကကိုလားစာအမြင့်ဆုံးပေးခြင်းရဲ့အနာဂတ်တည်ရောက်မှုတွေကိုကြည့်ရအောင်ပါစာကကိုလားစာတွဲပေးခြင်းအားတခြားကစားသမားတွေရဲ့လားစာကိုပါတည်ရောက်မှုရှိလာနိုင်ပါတယ်ကစားသမားတွေဟာသူရဲ့တန်ဖိုးကိုပုံမှန်သိရှိလာပြီးလားစာတွဲမြင်ပေးဖို့တောင်းဆိုလာနိုင်ပါတယ်ဒါကိုသတိထားကြင်တွေ့ရပါအောင်မယ်အာဆင်နယ်ဟာစာကလိုရင်ချင်းရှိတဲ့ကစားသမားတွေကိုဆက်လက်ရှာဖွေဖို့လိုအပ်ပါတယ်စာကကိုလားစာအမြင့်ဆုံးပေးခြင်းအားတခြားကစားသမားတွေကိုလည်းအာဆင်နယ်ကိုလာရောက်ကစားဖို့ဆွဲဆောင်နိုင်ပါမှာပါ နောက်ဆုံးအမှန်ချက်ကတော့အောင်မြင်မှုရဖို့ပါပဲ။စာကာကိုလားစာအမြင်ဆုံးပေးခြင်းအားပရီးမီးယားလိဂ်ဖလားနဲ့ချန်ပီယံလိဂ်ဖလားတွေကိုရယူနိုင်ဖို့ဆိုတဲ့အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်ကိုပြသနေပါတယ်။အချို့အမြင်ပြောရမယ်ဆိုရင်ဘူကာယိုစာကာကိုလားစာအမြင်ဆုံးပေးဖို့အာဆင်နယ်ရဲ့ဆုံးဖြတ်ချက်အားဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်အားအာဆင်နယ်ရဲ့အနာဂတ်အိမ်မက်တွေကိုကောင်းချဲပေါ်နိုင်ဖို့ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။စာကာအာဆင်နယ်ရဲ့အတိတ်အနာဂတ်ပြစ်ဆုံးပံလို့ကိုစားပြုနေသူဖြစ်ပါတယ်။သူကလားစာအမြင်ဆုံးပေးခြင်းအားအာဆင်နယ်ရဲ့ယဉ်ကျေးမှုကိုဂုဏ်ပြုခြင်းဖြစ်ပြီးအနာဂတ်အောင်မြင်မှုအတွက်ယင်းနည်းမျှော်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်အနေနဲ့စာကားရဲ့ဒီဂရီသစ္စာကိုမျှော်လင့်ချက်တွေနဲ့စောင့်ကြိုနေကြပါရင်ဒီဆုံးဖြတ်ချက်အာဆင်နယ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်မြင့်တင်နိုင်မယ့်ခီးရဲ့အစားဖြစ်ပါစေလို့ဆုတောင်းမေတ္တာပြုရင်းညီကောင်းချိုလိုက်ရပါတယ်။ညီကိုတို့ကရောစာကားကိုလာစာမြင်ဆုံးကစားသမားဖြစ်တွုံးမြင်ပြလိုက်တဲ့အပေါ်မှာဘယ်လိုမြင်ကြလဲပြောပေးခဲ့ကြပါဦး။အစောလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။